နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့သခိုင်းတိုင်းမုံရွာမန္တလေးလမ်းပေါ်မှာဝင်းစိန်ရွှေဆိုင်ကနေရွှေပို့တဲ့ကားတစ်စီးပြန်ပြီးဆွဲခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့အောက်တိုဘာလ29ရက်နေ့မနက်ပိုင်းကမုံရွာမန္တလေးလမ်းပေါ်မြင်းမှုမြို့နယ်ဗဒတိုင်းချင်းရွာအနီးမှာမန္တလေးမြို့ဝင်းစိန်ရွှေဆိုင်ကနေပြီးတော့မုံရွာမြို့ကိုရွှေသွားပုံမဲ့စိုင်းဝန်တန်း3ဦးပါတဲ့ကားတစ်စီးကိုလက်နက်ကိုင်းတဲ့လူတစုကဖမ်းဆီးခေါ်ဆောင်သွားကြောင်းဒေသခံတွေကပြောပါတယ်။ 4ဝီအနဲ့ရောင်ကားတစ်စီးပါမုံရွာကိုရွှေ့တဲ့တွေလာပို့တာမုံရွာကမန်နေဂျာပါပါသွားတယ်နှစ်ဖက်အဖွဲ့စည်းတွေလည်းလိုက်နေကြတယ်လို့ပြောတယ်လို့ဒေသခံပြည်သူတို့ကပြန်လည်ပြောပြထားပါတယ် ပြန်ပေးဆွဲပြီးတော့ငွေပမာဏဘလောက်တောင်းနေဆိုတာကိုတော့စုံစမ်းနေစေဖြစ်တယ်လို့ပြောပါရယ်အဲ့ဒီပြန်ပေးဆွဲမှုနဲ့ပတ်သက်ပြီးတော့စစ်ခွေးဝါဒဖြန့်တဲ့စစ်ဘောမာတွေကတော့သခိုင်းခရိုင် PDF တက်ရင်တက်ကလုတ်တယ်ဆိုပြီး Telegram Channel တွေကနေပြီးတော့ဝါဒဖြန့်ရေးသားတိုက်ခိုက်နေပါတယ်ဒီလိုတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးတော့သခိုင်းခရိုင်တက်ရင်တက်ကစစ်ခွေးအုပ်စုဟာမဟုတ်မမှန်သတင်းတွေကိုသာထုတ်လွှင့်နေခြင်းဖြစ်ကြောင်းပြောဆိုထားပါတယ်တက်ရင်တက်ဟာတက်ရင်တီထောင်တဲ့နေကစပြီးတော့ယနေ့အချိန်ထိအပြစ်မဲ့တဲ့ပြည်သူတွေကိုဥပဒေမဲ့ဖမ်းဆီးခြင်းစစ်ခွေးတွေလိုနှိပ်စက်ခြင်း ်းအောက်တန်းစားတွေလိုတတ်ဖြတ်ခြင်းငွေကြေးတောင်းခံခြင်းစစ်ခွေးတွေလိုပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူခြင်းများ ပြုတ်လုခဲ့ခြင်းလုံးဝလုံးဝမရှိခဲ့ကြောင်းတရရဲ့အမိကိုအသုံးပြုပြီးတော့ပြုတ်လုနေတဲ့သူတွေရှိနေလို့အတိပေးကြင်ညာချက်များထုတ်ခဲ့ရဘူးကြောင်းတရင်တက်ကထုတ်ပြန်ထားပါရယ်စကန်းခရိုင်တရင်တက်ဟာတက်တီထောင်းတဲ့နေကစားပြီးတော့စစ်ဘက်ဆိုင်ရာအမိန့်ညွှန်ကြားချက်ဥပဒေများနဲ့အညီရက်တီနေတဲ့တရင်ဖြစ်တယ်လို့သိရပါရယ်တရင်တက်ဟာစစ်တိုက်တဲ့တရင်ဖြစ်ပြီးတော့စစ်ခွေးစောက်ဘောအောက်တန်းစားတွေလိုလူဖမ်းတဲ့တရင်မဟုတ်ကြောင်းတရင်တက်ရဲ့တရင်မှုဘိုးရက်ခါကအတိပေးထားပါရယ်မုံရွာမန္တလေးလမ်းပေါ်ကစကန်းမြင်းမှု6ဦးစတဲ့လမ်းတလျှောက်မှာစစ်ကောင်စီတပ်ရဲ့ဂိတ်စ ခန်းတွေအများအပြားရှိပြီးတော့ခရီးသွားပြည်သူတွေကိုမကြာခဏစစ်ဆေးငွေညှင့်နေတယ်လို့ဒေသခံတွေကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။